ားလုံးပဲမင်္ဂလာပါအာရှင် MMA Channel ကနေမှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့နှစ်ထပ်ကွန်ချမ်ပီယံဖြစ်အောင်ပြန်လုပ်ပြမယ်ဆိုတဲ့ Rania Director ရဲ့အကြောင်း UFC 286မှာ Fighter တွေရရှိထားတဲ့ထိုးကြီးတွေအကြောင်း France Ngannou နဲ့ထိုးတက်ချင်နေတဲ့ Anatoly Malikin ရဲ့အကြောင်း ပြီးတော့ submission grappling အမျိုးသမီးခပတ်လူပွဲကြီးကိုစီစဉ်တော့မယ် one championship ရဲ့အကြောင်းတို့ကိုတင်ဆက်ပေးပါမယ် Rainia Dirita ဟာမနစ်ကနှစ်ကုန်ပိုင်းမရောက်ခင်အထိ weight တန်းနှစ်ခုရဲ့ champion အဖြစ်ရှိခဲ့တာပါအောင်လာစီကနေတိမ့်ပိုက်သွားခဲ့တဲ့ middleweight နဲ့ light heavyweight စတဲ့ champion ခပတ်နှစ်ခုနဲ့အတူ weight တန်းနှစ်ခုရဲ့ champion အဖြစ်ရှိနေခဲ့တာပါ။ Rainier Dirita ဟာသူ့ရဲ့ middleweight ခပတ်ကိုတော့ Abazov နဲ့ Battis စတဲ့ fighter တွေနဲ့ထိုးတက်ပြီးကာကွယ်ပြသခဲ့တာပါပထမဆုံး light heavyweight ကပတ်ကာကွယ်ပွဲကိုတော့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာအနာတိုလီမာလီခင်နဲ့ထိုးတက်ခဲ့ရပါတယ်။ ရိုင်းနီယာဒီရိုက်တာကတော့သူ့ရဲ့ပုံစံအတိုင်းပဲဆွဲလဲပြီးဝင်လုံးဖို့တာစူးစမ်းနေခဲ့ပါတယ်။ဒါပေမဲ့မာလီခင်ကနဘန်းနောက်ခံရှိတာကြောင့်ရိုင်းနီယာရဲ့အစီအစဉ်တွေမအောင်မြင်ခဲ့ပါဘူး။ရိုင်းနီယာရဲ့ take down တွေကိုမာလီခင်ကကာကွယ်ပြသွားခဲ့တာပါ။ရှင်ထိုးတဲ့အခါမှာတော့ရိုင်းနီယာဘလို့မှမရှင်နိုင်ခဲ့ပါဘူး။ပထမအချိန်မှာတည်းမာလီခင်ရဲ့ပါဝါလက်တီမိပြီး ရိုင်းနီယာတယောက်လဲကျသွားခဲ့ရပါတယ်။မာလီခင်ကလည်းမြေပြင်ထိလိုက်ပြီးဟမ်မာဖေ့စ်တွေနဲ့ဇက်တိုက်ဖိအားပေးပါတယ်။ပန်နီယာအနေနဲ့သူ့ရဲ့ပထမဆုံးရှိုးပွဲမှာတင်ရုပ်ပြက်စင်းပြက်နဲ့အလဲထိုးခံလိုက်ရတာဖြစ်ပါတယ်။လေးကျဲတက်တဲ့ရိုင်းနီယာဒီရိုက်တာကိုအချိုးတွေပြောင်းသွားစေတဲ့ပွဲလို့ပဲပြောရမှာပါ။အဲ့ဒီပွဲအပြီးကတည်းကသူ့ရဲ့လေးကျဲနှုံးတွေတိတိတတ်တာယော့ကျသွားခဲ့ပါတယ်။ ဘဲဖိုက်တာကိုမှလည်းနာမည်သက်စိန်ခေါ်တာမျိုးမတွေ့ရတော့ပါဘူး။ဒါပေမဲ့လည်းရိုင်းနီယာဒီရိုက်တာရဲ့ဗီဇကိုတော့လုံးဝဖျောက်ပစ်နိုင်ခြင်းတော့မရှိပါဘူး။ရိုင်းနီယာဒီရိုက်တာဟာဆိုရင်တဖြည်းဖြည်းနဲ့လေပြန်ကျဲလာနေပြီပဲဖြစ်ပါတယ်။မကြာသေးခင်ကပဲဝိတ်တန်းနှစ်ခုရဲ့ချန်ပီယံအဖြစ်ရှိစဉ်တုန်းကဓာတ်ပုံတပုံကိုလူမှုကွန်ရက်မှာတင်ပြီးတော့ခပတ်ပြန်ယူပြမယ်ဆိုပြီးတင်ထားပါဗျ ူ့အနေနဲ့ light heavyweight ခပတ်ပြန်ယူနိုင်ဖို့အတွက်မာလီခင်နဲ့ရှင်မယ်ဆိုရင်တော့ဒီထက်ပို အများကြီးတိုးတက်ဖို့လိုပါတယ်။နဗန်းသမားမာလီခင်ကို အနိုင်ယူနိုင်ဖို့အတွက်ဒီထက်ပိုကောင်းတဲ့ graphling စွမ်းရည်လိုအပ်တယ်လို့ရှင်ထိုးနိုင်ဖို့အတွက်လည်း stem fight စွမ်းရည်အစင်းမြင့်တင်ဖို့လည်းလိုအပ်နေပါတယ်။ Rainia Director ကိုတိုင်ကလည်းမာလီခင်ကိုပြန်ရှင်ပြိုင်နိုင်ဖို့အတွက်စ조사ပြင်ဆင်နေကြောင်းပြောထားပါတယ်။ stem မှာကအတင်းအတင်းတောင့်ခံနိုင်ဖို့ဒါစ조사ရမှာဖြစ်ပြီး မြေပြင်ပေါ်အပါခေါ်နိုင်အောင်ပိုစူးစမ်းတင်တယ်လို့တော့ထင်ပါတယ်။ Rainier Director ဟာနောက်ပွဲရထားပြီဖြစ်တဲ့ Fighter တူပါ။လာမယ့်မေလမှာကျင်းပမယ့် American ပွဲဥထွက်ကြရင် Type Rodolo နဲ့ Submission Grappling ကစားသွားရမှာဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်ပြီးရင်တော့သူ့အနေနဲ့ MMA ဘိုင်းကိုပြန်အာရုံစိုက်လာပွဲရှိပါတယ်။ ဆက်လက်ပြီးတော့ UFC 286မှာ fighter တွေရရှိထားတဲ့ထိုးကြေးတွေအကြောင်းကိုတင်ဆက်ပေးတော့ပါမယ်။ UFC အဖွဲ့အစည်းဟာဆိုရင် MMA လောကရဲ့အအောင်မြင်ဆုံးအဖွဲ့အစည်းဖြစ်တာကြောင့် fighter တွေရတဲ့ထိုးကြီးတွေကလည်းတခြားအဖွဲ့အစည်းတွေထက်ထိုးကြီးလဲပိုကောင်းပါတယ်။ ထိုးကြီးတွေကိုလည်းပြိုင်ပွဲတပွဲပြီးတိုင်းမှာတရားဝင်ထုတ်ပြန်လေးရှိတာကြောင့်ပွင့်လင်းမြင်သာမှုရှိတယ်လို့သိရပါဗျ။ Fighter ရဲ့အစင်ရက်တီချန်နဲ့ပုံရိပ်ကိုလိုက်ပြီးသတ်မှတ်ထားတဲ့အသက်တင်ထိုးကြီးတွေဆိုတာရှိပါတယ်။နိုင်ပွဲရတယ်ဆိုရင်တော့ထိုးကြီးအပြင် Win Bonus ပါထပ်ရပါတယ်။ပြီးရင်ပြိုင်ပွဲတစ်ခုမှာ Performance of the Night ပြီးတော့ Fight of the Night စသဖြင့်ရွေးချယ်ပြီးဘောနတ်ကြီးထက်ရပါတယ်မကြသေးခင်တုန်းကပဲ UFC 286ပြိုင်ပွဲကြီးကိုလန်ဒန်မှာကျင်းပခဲ့ပြီးတော့ပရိသတ်အားပေးမှုလည်းများစွာရရှိခဲ့ပါတယ်။အင်္ဂလန်နိုင်ငံသား Leon Edwards နဲ့ Kamaru Usman တို့ရဲ့မကြီပွဲကိုကောင်ပွဲမှာထည့်ပေးထားခဲ့ပြီးတော့တက်အကြိုက် striking မှာဖြစ်တဲ့ Justin Gaethje နဲ့ Rafael Fizardo ကိုဒုတိယကောင်ပွဲမှာတည်ပေးထားခဲ့ပါတယ်။ UFC ဟာ UFC 286မှာ ဖိုက်တာတွေရရှိခဲ့တဲ့ထိုးကြီးတွေကိုလည်းထုတ်ပြန်ကြီးညာလာခဲ့ပြီဖြစ်ပါတယ်။ဒီပွဲမှာချန်ပီယံကာကွယ်သွားနိုင်တာကတော့ Leon Edwards ဆိုပေမဲ့လည်းချန်ပီယံဟောင်းကြီးကာမာရူဥစမန်ကထိုးကြီးပိုရသွားခဲ့ပါတယ်။ဒါကလည်းချန်ပီယံတက်ရှိခဲ့တယ်လို့ပုံရိပ်မြင့်တဲ့အတွက်ငကူကလေးကအခြေခံထိုးကြီးကများနေတာကြောင့်ဖြစ်ပါတယ်။ကာမာရူဥစမန်ရဲ့အခြေခံလာစာကတော့ဒေါ်လာ8သိန်းခွဲဖြစ်ပါတယ်။ PPV ဝေစုကအတိအကျစရင်ထွက်မလာသေးပေမဲ့လေဒေါ်လာ9သိန်းခွဲရမယ်လို့ခန့်မှန်းရပြီးတော့စပွန်ဆာတစိ့ပါတဲ့ဝစ်ဆောင်ဝစ်စင်ကြီးလည်းရမှာပါ စုစုပေါင်း UFC 286မှာအုစမန်ရမယ့်ထိုးကြီးကဒေါ်လာ1.6တန်းနဲ့အထက်မှာရှိပါတယ်။ UFC 286ရဲ့ထိုးကြီးအမြင့်ဆုံးလည်းဖြစ်ပါတယ်။ ။ Neon Awards ရဲ့အခြေခံထိုးကြေးကတော့ဒေါ်လာ9သိန်းခွဲပဲဖြစ်ပါတယ်။ဒါတော်မှ Champion ဖြစ်ပြီးမှတိုးလာတာပါ။အနိုင်ရတဲ့အတွက် Bonus ကြေးကတော့3သိန်းရပါတယ်။ PPV ကြေးကဒေါ်လာ6သိန်းနဲ့ Sponsor ကြေးတွေရမှာပါ။သူရဲ့စုစုပေါင်းထိုးကြီးကတော့ဒေါ်လာ3တရမ3တန်ခန့်ရှိမှာပါ Justin Gage ကလည်း Champion Leon Awards လောက်နေပါထိုးကြီးရခဲ့ပါတယ် အခြေခံထိုးကြီးကတော့9သိန်းခွဲနဲ့နိုင်ရလို့ဘောနပ်စ်3သိန်း PPV ကြီးကဒေါ်လာ6သိန်းရမှာပါပြီးတော့သူတို့ပွဲကအကောင်းဆုံးဖြစ်ခဲ့လို့အပူစုကြီးဒေါ်လာ9တောင်းထက်ရပါတယ် Justin Gage ရဲ့စုစုပေါင်းထိုးကြီးကတော့ဒေါ်လာ3.2တန်းပါ Refill Fizer ကတော့ခေါင်ပိုင်းဖိုက်တာမဟုတ်သေးတဲ့အတွက်ထိုးကြီးနေပါတယ် PPVJ အပိုစုကြီးလည်းမရတလို့ ဝင်းဘောနပ်စ်လည်းမရပါဘူးသူ့ရဲ့အတတင်ထိုးကြီးနဲ့စပွန်ဆာကြီးတချို့တာရပါတယ်သူ့ရဲ့ထိုးကြီးကတော့3,800တောင်းတာရခဲ့ပါတယ်ဆက်လက်ပြီးတော့ France and Gano နဲ့ထိုးတက်ချင်နေတဲ့အနာတိုလီမာလီခင်ရဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ယခုနှစ်အစောပိုင်းမှာပဲ Heavyweight Champion ကြီး Francis and Gano ဟာဆိုရင် UFC အဖွဲ့အစည်းနဲ့တရားဝင်လမ်းခွဲသွားခဲ့ပြီပဲဖြစ်ပါတယ် UFC ဘက်က France and Gano ကိုစာချုပ်တစ်ချုပ်ဖို့အတွက်စူးစမ်းခဲ့ပြီ မဲ့လည်းဘလို့မှအဆင်မပြေတာကြောင့်နောက်ဆုံးမှာတော့လမ်းခွဲလိုက်ရတာဖြစ်ပါတယ် France and Gano ဟာတေချာပေါက်ဘောင်စင်ဘက်ကိုသွားမှာပါပေါင်စင်ပွဲတည်ဖို့အတွက်လည်းဆွေးနွေးနေပြီဖြစ်ပါတယ် ူ့အနေနဲ့ one championship နဲ့လည်းဆွေးနွေးမှုတွေရှိထားကြောင်းထုတ်ပြောထားပါတယ်။ဒါကြောင့်ဘောက်ဆင်ပွဲကစားရင်းနဲ့ပဲ one championship ကိုရောက်လာနိုင်ခြေရှိပါတယ်။ one championship မှာ France and Ghana ကိုရောက်လာစေချင်နေသူတခုလည်းရှိပါတယ်။သူကတော့ one championship ရဲ့ light heavyweight champion နဲ့ heavyweight တန်းရဲ့ဂျားဖြတ် champion ဖြစ်တဲ့အနာတိုလီမာလီခင်ပဲဖြစ်ပါတယ်။ France and Ghana ကိုရှင်ဖို့အတွက် fighter တချို့ကလိုလားမှာမဟုတ်ပဲ Mali ခင်ကတော့ရောက်လာစေချင်နေတာပါ။ဘာလို့လဲဆိုတော့ to have France and Ghana နဲ့တပွဲလောက်ထိုးတက်ချင်နေတာအကြောင်းဖြစ်ပါတယ်။ဒါကသူ့ရဲ့အိမ်မက်ဖြစ်တယ်လို့တောင်သိရပါတယ်။မာလီခင်ရဲ့မန်နေဂျာဖြစ်တယ်လို့ဇနီးလဲဖြစ်သူကတော့ ူက France and Gano ကို One Championship နဲ့လက်သွဲစေချင်နေပါတယ်။ဘာလို့လဲဆိုတော့သူကိုယ်တိုင်က France and Gano နဲ့ထိုးသက်ချင်နေတာကြောင့်ပါ။ဒါကသူ့အိမ်မက်လည်းဖြစ်တယ်လို့ပြောသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့ Submission Grappling အမျိုးသမီးခပတ်လူပွဲကြီးကိုစီစဉ်တော့မယ်။ One Championship ရဲ့အကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ One Championship ဟာ submission grappling ကိုတိုးချဲ့နေတာကြာပြီပဲဖြစ်ပါတယ်။နမဲကျော် BJJ သမားတွေနဗန်းသမားတွေကိုလည်းစာချုပ်ချုပ်ခေါ်ယူထားပါတယ်။အရန်ကြီးမစီကားသေးပေမဲ့လည်းသူ့ဟာနဲ့တူတော့လေပတ်နေပြီဖြစ်ပါတယ်။ events တိုင်းမှာလည်း submission grappling ပွဲတွေထည့်သွင်းကျင်းပနေပါတယ်။ One Championship ဟာ submission grappling ပိုင်းမှာအမျိုးသား champion တွေကိုရွေးချယ်ထားပြီးဖြစ်ပါတယ်။မကြာခင်မှာတော့ခပတ်လူပွဲစီစဉ်ပေးတော့မယ်လို့သိရပါတယ်။ One Championship ရဲ့ပထမဆုံးအမျိုးသမီး submission grappling ပွဲမှာတေချာပေါက်ခပတ်လူခွင့်ရမယ့်သူကတော့ ဒန်နီယယ်လေခဲလီပဲဖြစ်ပါတယ်။သူမဟာဆိုရင်မနစ်တုန်းက1ချန်ပီယံရှစ်ကိုရောက်လာခဲ့တာဖြစ်ပြီးပွဲတွေဇက်တိုက်အနိုင်ယူပြထားတဲ့အတွက်ခပတ်လူခွင့်ရဖို့အတွက်ထပ်ထိုက်တန်တန်ဖြစ်နေပါပြီ။ အဖွင့်ပွဲမှာတော့မိန်းယာမာဂူချီကိုတရေကြခဲ့ပေမဲ့လည်းမကြသေးခင်ကကစားခဲ့တဲ့ one on prime video form မှာတော့မော်လ်ချာနိုဗာကိုစောစောစီစီပဲပွဲသိမ်းအနိုင်ယူလိုက်ပါတယ်။သူမကိုအစောပိုင်းက submission grappling ကပတ်လူခိုင်းမယ်ဆိုပြီးတော့တင်းတွေထွက်ခဲ့ပေမဲ့တကယ်တမ်းမှာတော့တာမန်သွဲဆိုင်အဖြစ်သာလီခတ်မှာပွဲတည်ပေးခဲ့ပါတယ်။ဒီအတွက်လည်းဒန်နီယယ်ခဲလီတယောက်ပောက်ကွဲနေခဲ့ပါတယ်။နောက်ဆုံးပွဲအဖြစ်ပြီးခဲ့တဲ့လက ျင်းပခဲ့တဲ့ One on Prime Video 7မှာတော့ဂျပန်နိုင်ငံသူတရားကမြူရာနဲ့ကစားထားခဲ့ပြီးသူမကပဲအနိုင်ယူထားခဲ့ကြောင်းသိရှိရပါတယ်။ဒါကြောင့်ခပတ်လူခွင့်ရမဲ့သူကတော့ ။ "तू မဆိုတာကတော့တေချာနေပြီ။ तू မရဲ့ပြိုင်ဘက်ကဘသူဖြစ်လာမလဲဆိုတာကတော့ဆက်လက်ဆောင်ကြည့်အောင်မှာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါဗျာ။အာရှင် MMA Channel ကနေမှနောက်ဆုံးရရှိထားတဲ့ MMA သတင်းအကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။ဒီကနေ့အတွက်တင်ဆက်မှုကတော့ဒီလောက်ပါပဲ။ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်တအူးချင်းစီတိုင်းကိုကျေးဇူးအထူးတင်ပါတယ်။အာရှင် MMA Channel ကနေမှနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ MMA သတင်းအကြောင်းအရာတွေကိုတင်ဆက်ပေးတိုင်းလွဲချော်မသွားအောင်အခုအာရှ င်း MMA Channel လေးကို Subscribe လုပ်ထားနိုင်ပါတယ်။နောက်ထပ်တင်ဆက်ပေးရမယ့် Video တွေမှာပြန်ဆုံတွေ့ကြပါစို့။